ဒီတော့2025ခုနှစ်ဧပြီလအတွက်ဟောရမယ်ဆိုရင်တော့ဖြင့်စနေတွေဟာကံကိုနှစ်ပိုင်းခွဲပြောပါရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်နှစ်စန်းတရက်နေရောက်ပြီးဆိုရင်စနေတွေဟာအထွန်းအိမ်ကိုလာတီမဲ့ဗမာတက်ကရစ်တစ်ခုရဲ့အပြောင်းလဲရှင်းချက်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့စနေတွေဟာအကြမ်းမင်းဆရာကဥစွာပြောပြပေးပါမယ်။စနေတွေဟာအဲ အပကနာရပြောရမယ်ဆိုရင်စနေမိတ်ဆွေများအနေနဲ့ဒီလာတာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးဟာနှစ်ရဲ့အလရဲ့အစာမှာတော့အနေငယ်ညံတာမျိုးလေးတွေစနေတွေဟာဘာဖြစ်ဖြစ်ဖြစ်နိုင်လို့ရှိရင်တော့ April လာအနှစ်စန်းတရနေ့ကြော်မရောက်မီကာလာတော်တွေမှာနည်းနည်းလေးကံကိုအညံ့ပတ်လို့ထားလိုက်။ဟောကြော်သွားရင်အကောင်းပတ်လို့ထားလိုက်။အဲ့တော့စနေသားသမီးတွေဟာတဝက်ညံ့ပြီးတဝက် ကောင်းသွားမယ်ကာလတနည်းအားဖြင့်ပြောရရင်ယင်းနှစ်သူဟာချက်ချင်းမတက်အသက်ရှူလို့ရလာမယ်ကာလဖြစ်တဲ့အတွက်ကြောင့်လို့တော့စနေဒီဟာဒီလဟာကံရဲ့အချင်းကျအပြောင်းလဲဖြစ်မှုဟာမြန်ဆန်လွန်းတဲ့ကာလဖြစ်ပါလေခင်ဗျာထို့သူကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဆရာကောင်းသမားကောင်းတွေရဲ့အကူအညီဆောင်မမှုကိုရရှိတတ်သောကာလဖြစ်တယ်ခီးသွွားကိစ္စတွေခီးထွက်လို့တဲ့မိတ်ဆွေများလည်းရှေ့တို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်တယ် ဒါအပြင်စနေသားမီးမိတ်ဆွေတွေနေနဲ့အထူးသဖြင့်ဘာကိုဖြစ်ဖြစ်အစမှာတော့အနှဲငယ်လေးခက်ခဲရတတ်တယ်ခက်ခဲနိုင်တယ်သို့တော့တည်ကြပါတယ်ဆရာတို့ဟိုဒီတကူးကြော်ရင်အထူးပြောရမယ်တဲ့မှာစနေရလဲအပါပေါ့သို့တော့ဟိုအယူမြော်တယ်လို့မမြော်ရလေအောင် ဆိုတော့စနေသားသမီးမိတ်ဆွေတွေအနေနဲ့ဒီလာတာတော့တင်မှာဆိုစကားပြောစုံနဲ့ပတ်သက်ရင်တန်တဲ့တတိထားစင်ကြီးကလိုအပ်ပါတယ်မလိုအပ်ဖဲနဲ့မိမိဖြစ်လို့တဲ့ကိစ္စရီမှန်းချမျော်လင့်ချက်ဖြစ်ပေါ်နေသောကိစ္စတွေကိုတတိထားစင်ကြီးပေးရလိုအပ်ပါတယ်ခင်ဗျာဒါအပြင်စနေသားသမီးမိတ်ဆွေတွေကကျမ်းမာရင်းနဲ့ပတ်သက်လာရင်အဲစကားပြောမတတ်တာလေးတွေကြောင့်စေတနာဝေဒနာလေးတွေဖြစ်ရတတ်တယ်လို့စနေသားသမီးမိတ်ဆွေတွေအနေနဲ့တပည့်လက်သားလက်အောင်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတိုင်ပင်တဲ့အခါမှာကိုကအဲ ဒေါသနဲ့ပြောမိတာမျိုးဒေါသလေးနဲ့ဆွနာလို့ပေါ့ဆုံးဖြတ်မိတာမျိုးကိုကတော့ရိုးရိုးပြောပေမဲ့တစ်ဖက်လူပေါ်မှာနားထဲမှာကန့်လန့်ဝင်သွားတာမျိုးလေးဒီကြောင့်တော့ပြဿနာကတော့ကစားလေးဒီပေါ်လာရတတ်ပါတယ်အထူးသဖြင့်ယာရုလုပ်ငန်းကိုင်ငံယာရုတိုးဖို့တတ်ဖို့ထပ်စားလို့ရှိရင်အဲရှင်းချက်ကဒီလိုဖြစ်နေရဗျာအဲဒီနှစ်ဝက်ပိုင်းမှာလနှစ်လဝက်ပိုင်းမှာမတွူးနိုင်ဘူးလနှစ် ကုန်ပြီလို့တကူးကြော်ရင်လဲတိုးပြီဖြစ်သွားဆိုတော့ကန်းကဘလို့ဟောရမလဲမသိဘူးနှစ်ပိုင်းနှစ်ဆဖြစ်နေတဲ့အတွက်စနေဒီဟာဘာဖြစ်ဖြစ်စရာရှုံပြောလိုက်ပါမယ်1989နှစ်စန်းတရက်နေ့ရောက်မှသာမိတ်ဆွေတို့ရဲ့အကြီးတီးတော့ကိစ္စတွေကိုလှုပ်ဆောင်စတင်တာမျိုးတွေကပို့ပြီးကန်ရဲ့အာသာမှုတွေတိုးတက်မှုတွေရရှိနိုင်တော့လာဖြစ်ပါတယ် OA ချမ်းမြေမီယာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လဲမိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုရင်တော့တတိထားစင်ရင်လှုပ်ဆောင်ပြီးကိုလိုအပ်ပါတယ်မီယာလုပ်ငန်း OA ချမ်းမြေကိုအမီခံပြီးစောက်တာမျိုးတွေ တတိကဆင်းနေမှာအမှုကိစ္စယုံကလနာကိစ္စလေးတွေမှာအမွေကိစ္စလေးတွေမှာအရှုံအောင်ကိစ္စအရှုံရှင်းကိစ္စလေးတွေကိုလည်းဆွနာလို့ပေါ့ဒီအဲနှစ် 1389ရောက်မှသာစတင်ပြီးတော့အကောင့်တွေဖော်ရအာသာပြီးကောင်းမွန်တော့လာဖြစ်ပါတယ်လူငယ်တွေရှိရင်မှဆိုရင်တော့တမီးစားရင်မှဆိုရင်တော့အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ပြန်လဲစုံစည်းရတတ်တယ်ချစ်သူမရှိသူတွေရည်စားမရှိသူတွေအဲချစ်သူလဲရအိမ်အောင်လဲကြဖြစ်တတ်တယ်တို့ရတွင်အိမ်အောင်ကြရရင်တော့တမီးစားရင်မှတိုင်းမင်းမင်းမှာမှတုံးနဲ့တူတယောက်နဲ့တယောက်ပြဿနာတိုက်ခိုက်ကြီးတွေပေါ်လာရတာမျိုးတွေ အဲ့အိမ်အောင်ပြရတဲ့အတွက်အိမ်အောင်ပြရတဲ့အတွက်စိစက်ရတဲ့အတွက်အစွမ်းလာလို့အဆရှိတဲ့ကိစ္စလေးတွေပြောဆိုရတဲ့အတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးအကြံ့အကြာအထင်ကိုလေးတွေဂျုံရတာမျိုးလေးဂျုံရတက်တော့လာဖြစ်တဲ့အတွက်ကြောင့်ဒီလတာတော့ဒီမှာဆိုလို့ရှိရင်အိမ်အောင်ပြရန်ကိစ္စတိုင်းမြန်ကိစ္စလေးတွေမှာတော့တတိထားဆင်ကျင်ရန်လိုအပ်တော့လာဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဆွမ်းလာလို့ဘာကိုလှုပ်လို့ဆွမ်းလာလို့ဂျိုတင်တိုင်းမြင်ထားတာမျိုးမလုပ်ဘဲနဲ့အဲပြောဆိုမှာ ပို့ပြီးတော့တတိထားဆွနာလို့ပေါ့အကျူတင်ပြင်ဆင်ပြောဆိုတဲ့လုပ်ငန်းလေးဒီမှာဆိုရင်တော့ကျူတင်မပြင်ဆင်တဲ့ဥပိ္ပစာလေးဒီမှာဆိုလို့ရှိရင်တော့ကျူတင်ပြင်ဆင်ထားမှုဟာကံကိုညံ့ပြီးတော့ဟိုဟာဖြစ်တတ်တယ်မထင်မှတ်ပဲနဲ့မှစိတ်ထဲမှာထင်ရကိစ္စလေးတွေကိုလှုပ်ဆောင်မှတာအာတမယ်ကောင်းမှုမယ်တူတက်မဲ့ကာလဖြစ်တယ်အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဆွနာလို့ပေါ့ဟို အတိုက်ခိုက်အပြိုင်ဆိုင်လေးတွေပေါ်လာတတ်တယ်လုပ်ငန်းသူအလုပ်သူတွေနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်စကားများတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်လေးတွေမကောင်းတဲ့အတက်ပညာတိုက်ခိုက်လေးတွေပြူစားတိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ကျင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ OA Champion စောက်တာမျိုးတွေအားနေပါတယ်။ရောင်းနာဝယ်တာစောက်တာမျိုးတွေနဲ့ပတ်သက်သတိထားဆင်ကျင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဂျမ်းမာရင်နဲ့ပတ်သက်လာရင်တော့အသက်ရှူကြတာမျိုးနှလုံးနဲ့ပတ်သက်ပြီးမဝရတာမျိုးတွေကြုံရတတ်သောကာလဖြစ်တဲ့ ဒီလာတာတော့ဒီမှာဆိုရင်တော့စနေသားသမီးမိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးညံ့ပါတယ်တဦးနဲ့တူတယောက်နဲ့တယောက်နည်းနည်းရှင်းဆိုင်ကိုပြဿနာထပ်တတ်တာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲဆနာလို့ပေါ့ စကားမြတ်ပฏิပခဖြစ်ရတာမျိုးလေးတွေအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါအဲစနေဒီဟာကိုကဖြစ်စင်တာဒါဖြစ်နေတာဒါဆိုတာမျိုးလေးတွေနည်းနည်းလေးဟိုကြုံရတတ်တယ်လက်ရှိမှာစနေဒီဟာနှစ်အကုန်ပိုင်းလည်းဖြစ်တဲ့အတွက်ခမဲလို့တတ်တယ်ခမဲလို့ရဆိုတာစိတ်တွေမကြည်မလင်ဖြစ်ရတာမျိုးအလိုလိုနေဒေါသတွေထွက်ရတာမျိုးစိတ်တွေကစင်ကလေးဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့ဗဇက်ကနေဖရတရားမြမြပို့လုတ်ပြီးပို့လူဝကြောင်းနဲ့အာနမိတ်ဆောင်သောစကားတွေကို မပြောဆိုဘူးလူအကြောင်းထားလောင်းပြောကြလိုက်ပြစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုရင်ငွေကြီးကိစ္စတွေရှိလို့ဆောင်ရပြောဆိုပါကောင်းပါတယ်ခီးသွားကိစ္စလေးတွေကောင်းပါတယ်ထို့အပြင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှိလို့ဆောင်ရလှုပ်ဆောင်ပါခီးသွားကိစ္စတွေအသွေးသားဆိုင်ရာကိစ္စတွေအလှပကြီးရာကိစ္စလေးတွေမှာအာဆရာနီနီလောက်တော့ရှင်းပါဘောနော်ပြင်လို့ရှိရင်အမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီးပဘူးပြည်တွင်ပြည်ဒစံကြတရုပ်ဆောင်အစုအကအရေးတီးသူခုမဆိုင်ရာလုပ်ငန်း တွေရှေ့လူဆောင်ရလောက်ဆောင်လို့ကောင်းတယ်အများကိုဥဆောင်သောလုပ်ငန်းတွေအကျိုးပေးတဲ့ distribution တို့ marketing တို့ဟာလာ need and want တို့ sale တို့ဟာဆရာဟာလာ အကုန်ဖုတ်တုတ်လိုက်လို့ရတယ်ဆရာလည်းအဲ့လိုတော့ကျွမ်းပါတယ်เนาะ SCCI တို့အဲဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဆွနာလို့ပေါ့အဖွဲ့အစည်းအသင်းဖွဲ့တင်းမောနဲ့လုပ်တဲ့လုပ်ငန်းလေးတွေမှာအကျိုးပေးအောင်မြင်ပြီးတော့တိုးတက်နိုင်သောကာလအများရဲ့လုပ်ငန်းကိုဥဆောင်နိုင်သောကာလဥဆောင်ရန်အတွက်အကျိုးပြုသောကာလဖြစ်တယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်ရွှေဝင်တတ်တယ်ယင်ဝင်တတ်တယ်ငွေဝင်တတ်တယ်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သလိုလူလည်းဝင်တတ်ပါတယ်ခင်ဗျာဟောကိုဝင်ဆောင်ထားတယ်ရတယ်ခင်ဗျာ လူလဲဝင်တတ်ပါတယ်တကယ်လို့မှမိတ်ဆွေတွေနဲ့အဲထို့အပြင်မိတ်ဆွေတို့အနေနဲ့စနေသားသမီးမိတ်ဆွေတွေကဒီလတာတော်တွေ့မှာဆိုရင်တော့ငလင်းလို့တော့ဟုတ်ပါဘူးဆရာတော်လန့်သွားဆရာစိတ်ထဲမှာထွန်းမှာဝင်တယ်ဆိုတော့ကောင်းပြီဒီလတာတော်တွေ့မှာစနေသားသမီးမိတ်ဆွေတွေအနေနဲ့ဘာကိုဖြစ်ဖြစ် ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေမှာလည်းအကျိုးပေးတယ်အားသာစီတယ်ရှင်မျိုးသားချင်းမိတ်ဆွေတွေရဲ့အကူအညီထောက်ကူပြီးအကြံဉာဏ်တွေကိုများစွာရရှိတတ်သောကာလဖြစ်တဲ့ထို့တူအဲစီဝါလုပ်ငန်းတွေဆက်တူလုပ်ငန်းတွေအမိနာမခံလို့ရတဲ့အလုပ်လေးကြီးမှာဆိုလို့ရှိရင်တော့တကူးကြော်မှစတင်မှုနဲ့အရာရာကိုခြုံငုံပြောရရင်တော့တကူးကြော်မှပဲစတင်ပြီးတော့လုပ်ရင်ပုံမှုပြီးတော့တိုးတက်နိုင်ကြောင်းနဲ့ဖြစ်နိုင်ရင်တီးခံထားကြောင်းလူအကြောင်းဆရာကထက်လောက် အကြံပေးပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့နည်းဒီလာတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းအဲငွေဝင်တတ်တယ်အဲငွေကြီးလုံးကနေရင်းကနေဝင်လာတာမျိုးတွေလက်လွန်ထားသောငွေကြီးတွေကိုတောင်းတာမျိုးလေးတွေမှာဥဆောင်ပြီးတော့ရဲဝန်တောင်းဆိုပါကောက်ပါတယ်ဝေးကွာနေတော့တမိစားတွေအရှိရေးမှာပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးပျောက်တော့သူချာလင်တွေ့မဲ့ကာလဖြစ်ပါတယ်ခင်ဗျာထို့ပြင်မိတ်ဆွေအဲစနေသားသမီးမိတ်ဆွေတွေကဒီလာတာတော့အတွင်းမှာဆိုရင်တော့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုလုပ်တဲ့အခါမှာတဦးတည်းတယောက်တည်းလှုပ်ဆောင်တာအားတာပါတယ်စက်တူလုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်တော့တရိတာပါသူများကြွေးတာတွေမစားပါနဲ့စုံတိုက်တာမျိုးနတ်တိုက်တာမျိုးဓာတ်တွေမျိုးအတိုက်ခိုက်လေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့နေဒီလာတာတော့ဒီမှာတတိထားစင်နေရလူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ ဒါအပြင်စနေသားသမီးမိတ်ဆွေတွေကဒီတလတာတော်တွေမှာဆိုရင်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါတင်းလာသားသမီးကြစားပရိသတ်သမီးတွေနဲ့တွဲဖက်လို့ရင်ကံရဲ့တူးတက်မှုကိုရရှိနိုင်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဝါရောင်လို့အသားရောင်လို့ဝတ်သွားရင်မိုးပြရောင်လို့ဝတ်သွားရင်ကံကိုတူးတက်ကောင်းမှုပြီးတော့အစင်ပြေးနိုင်ပါတယ်ခင်ဗျာ။ဒါအပြင်အရေးကြီးသောကိစ္စတွေကိုလှုပ်တဲ့အခါမှာအရှိဆူဆူရက်ဟာကံကောင်းစီပြီးတော့အဲ ဆန္ဒလိုပေါ့မြောက်အရက်ဟာစန်းတီယာအရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိษွေတို့အဲမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအိုးအိမ်ရှာမင်းမိယာထိုင်ရဲ့အတွင်းရေးကိစ္စလေးတွေမှာဆိုရင်တော့အဲဖြစ်နိုင်လို့ရှိရင်တဦးနဲ့တူတယောက်နဲ့တယောက်ဒေါသဒေါသကိုရှည်ရမ်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေကကံရဲ့အာနေမှုကိုရရှိတတ်တယ်လို့ဂျီလာတာတို့ဒီမှာစနေလီယာသဘင်ညက်တာမျိုး ကျမ်းမာရေးမကောင်းသူညာရင်ညာနေခေါ်တာမျိုးတွေမကောင်းပါဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပြုစေသောကဏ္ဍအခရာတွေနဲ့နှစ်ကဏ္ဍခုနှစ်ကဏ္ဍတစ်ကဏ္ဍဟာအကျိုးပေးပါတယ်ဒီလတ်တာတော်တွေမှာဆိုစနေသားသမီးတွေအနေနဲ့အဲအရာရာကိုလှုပ်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့ကံ ဟိုဆက်နာလို့ပေါ့မစ်ရှူတို့ရဲ့ကန်ဆာတာကောင်းမွန်စေဘူးဘာလို့ရှိရင်အဆက်ဆက်ရအစီအပြီးစရအရေးကြီးသောကိစ္စတွေမဖြစ်မနေလောက်ဆောင်ရတဲ့ကိစ္စတွေပြုမှုဆောင်ရတဲ့အခါမိမိနေနဲ့လက်ခုပ်လက်ဝါး၅ချက်တူတူတီးပြီးတော့လူရာကိုပြုမှုဆောင်ရရင် အောင်မြင်ရေးတုတ်တက်ခြင်းတွေရရှိတတ်ပါတယ်ခင်ဗျာဒါအပြင်မိမိတို့အထင်နဲ့အမြင်နဲ့ကိုလော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 ဆုံးဖြတ်တာမျိုးတွေအလင်းစလို့ဆုံးဖြတ်တာမျိုးတွေမကောင်းဘူးစနေတွေကလှုပ်ရှင်လာရင်ဖြစ်ရှင်လာရင်တစထိုးလှုပ်တတ်တဲ့အကျင့်ဖင်ပိတ်ညင်းတတ်တဲ့အကျင့် ဖြစ်တတ်တဲ့အတွက်ကြီးတတ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေကဒစထိုးလောက်တာမှန်နေဆိုထင်ပြီးတော့ဟိုလော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 ဆုံးဖြတ်တာမျိုးဆုံးဖြတ်ချက်တွေခက်မြန်မြန်ရှာတာမျိုးတွေကသတိကစင်ကြီးရလိုအပ်ကြောင်းနဲ့ဒါလေးတွေကိုထပ်လောင်းစင်ကြင်သတိပြုရလိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစီအဆက်ဆက်ရရအစဉ်ပြေအောင်မြတိုးတက်စီရန်အတွက်စနေသားသမီးမိတ်ဆွေတွေကဒီလတာတော့တွင်မှာအဆက်ဆက်ရရအစဉ်ပြေအောင်မြတိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့ဗာရီကျန်တိအောင်ဆရာကောင်းစင်နေတာပတ်တက် ဆိုတော့အဆက်ဆက်ရအစီအအောင်မြင်တိုးတက်စီရန်တို့ကမိရှုတို့ရဲ့လူရအမှုပြုမှုဆောင်ရွက်တိုင်းမှာ မိတ်ဆွေတွေကကန်ဆာတာတိုးတက်ပြီးတော့ကောင်းမွန်စေရန်အတွက်ဆိုလို့ရှိရင်မိ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 အိမ်ကနေမထွက်မီလက်ခုပ်လက်ဝါးငါးချက်တီးတီးသွားပါအောင်မြင်ရေးတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာသတိထားဆင်ကျင်ရမယ့်နေသားကတော့စနေစနေချင်းတွဲလောက်တာမျိုးလေးတွေကကံရဲ့အညာကိုပေါ်ပြတတ်တယ်အတွက်သတိထားဆင်ကျင်မှာထို့အပြင်အနက်ရောင်တွေအနီရောင်တွေကိုအတတ်နိုင်ဆုံးဆင်ကျင်ပေးဖို့အရောင်ရင်းရင်ကလေးတွေကိုဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့လက်ဆောင်ပေးတာမျိုးလေးတွေကံညှန်းစီပါတယ်ဓာတ်ပုံနဲ့ပတ်သက်တာမျိုးလေးတွေအ ာတပ်ဘူးလို့ဖဏတ်တို့ဝယ်တာမျိုးလေးတွေကံကိုညှမ်းစီတဲ့အပြင်ကိုယ်ကောင်ကိုသူများမကင်စင်နဲ့ကံရဲ့ထင်တော်မှုကြံ့ကြာမှုဟန်တာမှုလေးတွေကိုရရှိတတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီဘာသာရေးကိစ္စအလူတန်းကိစ္စလေးဒီမှာဖြစ်နိုင်မဝေဖန်မှုလို့အကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာနောက်ထပ်အပြင်မိမိတို့အနေနဲ့ဘာသာတရားဖို့မှုလုပ်ပြပါအဋ္ဌံဝင်ခြင်းတပါဆိုရင်တော့မဟာသမယအတုကိုအဋ္ဌံဝင်ပါခင်ဗျအဋ္ဌံ ငါးရက်ပဲဝင်မှာအများကြီးမဝင်မှာနဲ့ကံစတာတွေညံ့နေတာတွေတိုးတက်လာပါလိမ့်မယ်ခင်ဗျာမိစုတွေရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိစုတွေရဲ့ကုန်ပစ္စည်းတွေကိုအဲစွနာလို့ပေါ့မိစုတွေရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီပြီးတော့မိစုတွေရဲ့ကုန်ပစ္စည်း ကွန်ဗီစီရောင်းတဲ့အခါမှာအယောင်းတွက်စီဖို့ဆိုရင်မေးမျိုးပန်း9ပန်း9ပွင့်ကိုကင်ပြီးတော့နော်ဟိုစွမ်းနာလိုရိုက်ပုတ်ခိတွေ့ရောင်းလိုက်ပါကမိတ်ဆွေတွေကွန်ဗီစီတွေအယောင်းဝယ်တွက်ပြီးတော့ကန်စတာကောင်းပြီးတော့တိုးတက်လာပါလိမ့်မယ်ခင်ဗျအနုပညာဆိုင်ရာလုပ်ငန်းလေးတွေချင်ပေါ်ကြော်စုံမှုဆိုင်ရာလုပ်ငန်းလေးတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်ပါလို့ပြောရင်းနဲ့ကဲစနေလီယာရှုံဝုံဟော1380ခုနှစ်ရောင်မှာ စဘူဒီပါလိုက်ရတောင်ကျွန်းနဲ့ဩဘာနမိတ်ထွန်ပါလိမ့်မယ်ဗျဒါကြောင့်ကောင်းသောစကားကောင်းသောစကားတွေကိုဆိုပြီးတော့စနေတွေဟာကောင်းတဲ့ကံစားတာလေးကိုစောင့်ပါဆိုတဲ့အကြောင်းပြောရင်းနဲ့1389အတွက်ဆရာငယ်ရဲ့တစ်နှစ်တာလေးကိုလည်းစောင့်ကြည့်ပေးပါဦးဆရာကပြောရင်းနဲ့စနေတွေအားလုံးဘေးဘရာတွေမွေးပါကြပါစေဆရာကဒါငွေကံနဲ့ပတ်သက်ဟုတ်ကဲ့နော်အဆက်ဆက်အရာအစီအမီပါစေဆရာအတန်ပျောက်ပျောက်သွားတယ် ဟုတ်ပါတယ်ခင်ဗျာဆရာအတန်းပြောပြသွားတယ်ဆရာနည်းနည်းလုံနေလားလားစိတ်တက်နေလို့မေးကြည့်ဆရာအတန်းလည်းဝင်ဆိုကဲဆက်ဆက်ရာစင်ပြပါစီဒီကနေ့ကစပြီးတော့စနေတသမိတွေအားလုံးကဘေးဘေးရာတွေဝေးကွာကြပါစီအကြောင်းဆရာကထလောင်းပြောကြားလိုက်ပါတယ်ခင်ဗျာ